တွေလေစာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတယ်။ရှင်နေအောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားအပိုင်း29အနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြတင်ဆက်ပေးသွားမှာမို့လိုက်ပါလို့နားဆင်ခံစားပေးကြပါအောင်နော်။ရှင်နေအောင်မွေးအပိုင်း29ဒေါ်ကျော်မီသည်ရွှေမြူလန်းဆန်းလေးရဲ့တပြေးပြေးထွက်သွားသော ကားနောင်မှာကျန်ဝါအထိပင်လျှောက်လန်းလိုက်လာသည် မ်းမကြီးပေါ်သို့ထွက်သွားသောအိုပယ်ကားစိန်ကလေးထဲ၌ဥယျချိုသည်ဝမ်းမြောက်ခြင်းအားတက်ခြင်းကြည်နူးခြင်းတို့ရောထွေးလျက်ရင်ဝယ်ထိန်ထိန်ဖြစ်နေသည်ဥယျချိုဘေး၌ပွဲယူရန် MA ဝစ်ဆောင်ကြီးကိုဝစ်ဆင်ထားသော ကိုမြင့်တူမှမော့ကိုမြင်အောင်လျက်နေပေသည် သူဒီနှစ်ပွဲယူသလိုပင် နောက်နှစ်နိုင်မော်လဲ BA ပွဲယူရလိမ့်မည်ဟုတွေးလျက် BA ဝစ်ဆောင်ဖြင့်မော်ဤပုံပန်းကိုဖန်တီး၍ခြင်းမိသည် တက္ကသိုလ်ကျောင်းကြီးမှသူအတွက်နောက်ဆုံးဂုံတူးနှင့်ပွဲတူကိုစုခူးယူရ၍ကြည်နူးရခြင်းသည် မော်ဆာမီဝဲအောင်သလောက်ကြည်နူးရခြင်းထက်ပိုကဲမှုမရှိပေမော်ဆာမီဝဲအောင်သည်နေကနည်းနည်းအစောကြီးအိမ်ကထပြေးကကြည်ကြည်မင်းနေမော်ဆာမီဝဲအောင်ကြောင့်အပြောလျရသည်မော်ယုံတို့ရောက်ချိန်၌မော်ထန်တို့တယ်လီဖုန်းဆက်ကဝမ်းတာကြောင်းပြောရသည် မော်ဆာမီဝဲလာပြည်သောနေရာများတွင်လည်းရခိုင်နှစ်ကအတိုင်းပင်ကန်းကိုပင်ကြီးအောင်၌ရဲဆောင်ခဲ့ရသည်ပြေနိုင်မပြေနိုင်လဲစီးမိခဲ့ရသည်ရခိုင်ကနေမတူပဲတူနှစ်တူချစ်သူချင်းဟုအတိမတ်ပြုထားပြေးကြစေကမူမော်ဒီအင်ဒရီကိုထိန်သိမ်းကာမူမပြည့်ခဲ့ကြည်ချစ်သူချင်းဟုတူကိုတူအကြည့်အရှုအမူအရာလေးထူချပေါ်လွင်ုံများသာဖြစ်သည် သူတို့နှစ်ဦးစလုံး၏အသေးလေး၌ထားရှိကြသောအချက်သည် တူနိုင်မရအောင်စစ်မှန်သောမြစ်တောင်အဖြစ်အလေးအနက်တန်ဖိုးထားကြပုံချင်းမှာတထက်ထဲတူညီနေချာ၏မော်ဒန်မှာချစ်ချောင်းပြန်ကြပြီးသည့်ကိုမြင့်သူ၏စိတ်မှာရခင်ကနေမတူပဲပြောင်းလဲရသွားခဲ့သည် ရခင်ကကဲ့သို့စိတ်ကူးရင်သောဆွဲလန်းနှစ်သက်ချင်းမျိုး မျိုးလုံးလေးပိတ်ခါထားသောမျက်နှာလေးကိုမျက်စီထဲ၌ပေါ်အောင် မတွေးရမနေနိုင်ခြင်းမျိုးတော့မရှိတော့ပေစိတ်ထားခံကြည်သောမောကိုလေးစားမြန်တို့သည်စိတ်မိမိအားခက်ခက်ခဲခဲချစ်တုံပြန်မှုအတွေ့ကျင်နာတနာသည်စိတ်မော့ပေါ်၌တေတပန်တတဆုံ ရိုးမြေကြဆောင်ဆောင်ရမည့်တာဝန်ဝတ္တရားများကိုသိမြင်သည့်စိတ်တို့သာလျင်ဖြစ်နေသည်သူစိတ်မှာမော့ပေါ်၌ယခုတည်းပို၍ခိုင်မြဲကပို၍လေးနက်ချင်းရှိနေသည် ကိုမြင့်သူသည်ဘွဲ့ရုံရန်အိမ်ကောင်းအထွက်မောကိုတစိမ့်စိမ့်တတိယလေးရဲ့ယနေ့တော်ဖြင့်မိဘများကို နားပေါရတော်မူအတွက်ပီတိအဟုန်ဖြင့်မျက်နှာတစ်ခုလုံးကြည်လင်ဝင်းထိန်လျက်ရှိသည်ဒေါ်ကျော်မေမာတက္ကသိုလ်ကျောင်းမှနောက်ဆုံးသွားယူမိဘွဲ့ကို သူကိုယ်တိုင်မြင်ခြင်းတွေ့ခြင်းမိသည်သားဖာနေအောင်စီးသွားသောကားကိုခြံဝါတို့ ထွက်လာ၍တမျောတဆုံရဲ့ချီနေသည်။ကိုမြင့်သူစီးသွားသောကားမှာ ွေ့ချိုသွား၍မမြင်ရတော့မှပင်ခြံထဲသို့ဝင်ရန်ပြင်လိုက်စဉ်ပင်မာစီတီကဟွန်းတန်နှင့်အတူအစိုးတို့သားမိကားမှခြံဝါသို့ရောက်လာလေ၏မောင်မြင့်တူကိုမြင်ကျင်လို့အမိလာတာကြော့ကြော့ရဲ့အိမ်ကကအပြန်နည်းနည်းလေးနောက်ကျသွားတယ်ကြော့ကြော့ထွက်ရနေတာမြင်လိုက်ကလေးကမမီတော့ဘူးဆိုတာသိလိုက်ပြီလေဒေါခင်များတည်သည်အာရချင်းတမျိုးမမီရွေးစိတ်မကောင်းချင်းတမျိုး ဝန်နေဝန်တောင်းနှစ်ဖြာပေါင်နေသောအတန်ဖြင့်လိုက်ပို့စွာပြောလိုက်သည်ကိုကိုဟာဆောင်းမဆိုတော့မဆောင်းမှုအန်တီရဲ့အစိုးရမျက်နှာလေးညိုလျက်ဝန်နေတန်ပြင်ပြောသည်ဒေါ်ကျော်မီသည်တာမီနဦးဤမျက်နှာများကိုဒူးစီကြီးလျက်အာတုံအာနာပြုံပြောပြသည်အခုပဲထွက်သွားကြတာစိုးတို့လာလိမ့်မယ်ဆောင်းမအောင်ဆိုတော့ဖေကြီးကဖင်တကြွကြွနဲ့အချိန်နောက်ကြမှာပူးပြီးတော့ထွက်သွားတယ် စိုးတို့လာရင်စိုက်ထားပါမှာသွားတယ်။ဒေါ်ကျော်မေသည်အစိုးစိတ်ပြောင်းပြောကအိမ်စီတို့အတူတူရှောက်လာကြသည်။အစိုးသည်အိမ်ထဲသို့လိုက်မဝင်ပင်ပန်းပင်တွင်ကြည်အောင်မေဆိုကားခြံထဲ၌နေရခဲ့၏။အိတ်ခမ်းမကြီးထဲ၌ထိုင်နေကြပြီးဒေါ်ကျော်မေကဒေါ်ခင်များသည်ကို အတိတ်ပဲပါပါပြောင်းပြောလိုက်သည်။ตาတော့จ้องเกษาเป็ดตัวบีแม่มาเปซาโบเวจั่นတော့เลย မြောက်အားလည်းဓာဆောင်နေရတာပဲသူတို့ကြီးကြီးကျယ်ကျယ်လေးလက်ထပ်ပေးဖို့စိုးတဲ့ဒီကပြောပါတယ်ခန်းဝင်ပစ္စည်းတွေလည်းစိုးကြိုက်ဒီမှာမွဲပဲဟောင်ကောင်မှာဝယ်ခြင်းဝယ်ပါစေလို့ပြောပါတယ်ကြော်ကြော်တို့ဘာမှဒုက္ခမရှာရဘူးတဲ့ဒေါ်ကျော်မီကဂျင်းနဲ့အာယာချင်းကို ဖော်ပြကလှိမ့်လှိမ့်လေးလေးပြုံးပြလိုက်သည်မောင်မြင့်ထူးကိုကြော်ကြော်တို့ဘယ်တော့နားဖောက်မလဲဒေါ်ခင်မြတ်တက်ကအားတက်တယ်ရောမေးလိုက်သည် ြောဆိုတရက်နှစ်ရဲ့အတွက်ပြောရမယ်များ၏အင်းကလိုအားလဲညမင်းသားကိုပြောတော့လို့ပြောပါတယ်ညလည်းလीစိုးကိုပြောပြီးပြီစိုးကလည်းမမေတို့စကားကိုနားထောင်ပါမယ်တဲ့ကိုကိုကိုလည်းချစ်ပါတယ်လို့ပြောရှာပါတယ်ညသိမ့်ဝမ်းသာတာပဲကြွကြော်ရင်ဒါပေါ့ညရဲ့ငငင်းလီကလေးကအကိုလိုဖြစ်နေတာသူချစ်မှာပေါ့အိမ်ယာသားသူ့စိတ်ထဲမှာနှမကလေးလိုအောက်မိနေတာကြော်ခင်များတဲ့က ဒေါ်ကျိုမီစကားကိုဆုံးအောင်နောက်မထောင်မီသူ့လိုရာကိုဖြတ်မင်းလိုက်သည်ကြွကြပြောရင်မောင်မြင့်တူဟာနားထောင်မယ်လို့ထင်နေမဟုတ်လားယင်ကြွကြပြောစမ်းမအောင်မြအေးတာကြွကြကိုသိမ့်ချစ်ပါတယ်ဒီအမေစိတ်မချမ်းသာအောင်ဘယ်တုန်းကမှ မလုပ်ခဲ့တာနားထောင်မယ်ထင်ပါတယ်ဒီလိုပေါ့ဖြောင်းဖြားပြီးပဲပြောရမှာပေါ့နားထောင်ရမှာပေါ့ ဒေါခင်မြသည်ဤပူပန်မှုကိုဒေါကျော်မီကငင်းအေးအောင်အားပေးရသည်ညာသူစိတ်ထဲ၌ပြောင်ပြောင်ဖြူဖြူဖြစ်ပါမလားဟုတန်တရားရှိနေသည်။မြာလေးဒီအတိုင်းမဲထင်ပါတယ်။ဖြစ်အောင်ပြောပါကြော်ကြော်ရင်ဒါမှလည်းကြော်ကြော်တို့ရောမြားတို့ရောတသက်လုံးစိတ်အေးရမယ်။လက်ထမ်းပြီးနိုင်ငံခြားမှာပွဲသွားယူရင်စိုးအဝါထဲလိုက်မယ်လို့ကိုဘမော်ကပြောပါတယ်။အခုတလုံးကိုဘမော်ကဒီအကြောင်းမဲသူ့ကောင်းထဲမှာရှိနေတယ်။ဒေါကျော်မီသည်တပြုံနေပြုံနေညာ သူစိတ်ထဲ၌စိုးကိုတာကားကြိုက်ပါမလားဟုရတဲ့မအေးလားချင်းစိုးနေပုံထိုင်ပုံဝိပုံစားပုံများကိုတာလို့သူကမျက်မှုံကြုံနေမှန်းသည့်တပြင်မဖြစ်ဖြစ်အောင်ပြောရမည့်အရေးအတွေ့ကြိုတင်၍ရင်လေးနေသည်မောင်မြင့်တူကိုစိုးတယ်တွေကတိတ်အားထားပါတယ်။တနေ့လကစားအလုပ်မလုပ်ချင်ဘူးဆိုရင်လေလုပ်ငန်းလုပ်ခွင်တွေအကုန်လွှဲပေးပြီးတော့အေးအေးနေချင်တဲ့သဘောလေးသူ့မှာရှိနေတယ်ကြွကြွရဲ့။ဒေါက်ကင်များတင်ပြောသည်များ ဒေါ်ကျော်မီမှာသဘောအကြကြီးကြားနေသည်မြားစိတ်ထဲမှာလည်းလေလက်တက်ပြီးတာနဲ့ရှိသမျှပစ္စည်းတွေသူတို့နှစ်ယောက်နာမည်နဲ့အကုန်လွှဲထားလိုက်ခြင်းနဲ့မြအကြောင်းလည်းကြော့သည့်တဲ့အတိုင်းပဲဒေါ်ကင်မြတစ်သည် သူ့အကြောင်းနဲ့သူရှင်၍စိတ်မအေးသလိုပြောဆိုနေသည်အခု secret ဆက်ကြီးကိုလည်းညမပြောရပါဘူးစိုးအမိနဲ့တိချောင်းလာပါပဲသူ့သမီးတို့တော့သူသိချစ်တာလက်ထက်ပြင်းမောင်မြင်ထူးနာမည်ပါထဲ့ပေါင်းလွှဲရမယ် ဒေါ်ကျော်မီမှဒေါ်ခင်များတင်စကားဖြင့်အကြိုက်ကြီးကြ၍ပီတိတွေဝေဖြာသွားသလောက်ဖြစ်စေခြင်းသောသောကပိုသေးလာလေလေစိတ်ပူမှုကပိုထင်လာလေလေဖြစ်၍ဖခင်တကြားမာ၍ဖြစ်ပါစေဟုဆုတောင်းလိုက်သည်ကောင်းဟောတဲ့ကြားတိုင်းချန်ထဲမှဆိုသည်လေတိုင်းကလေးဆန်းလျက်လမ်းစီသို့မျောကြည့်နေသည်သို့သည်ပန်းအိုးတွေကိုတိုးပြီးတိုးစိုက်ကြည့်နေရမှ ပန်းပွင့်များပေါ်တွင် တပွင့်ပြီးတပွင့် တငုံမီတငုံခုံဝဲကပြန်တန်းနေတော်လေးပြားလေးများကဲတော့ပင်သူစိတ်မှလည်းတဖြက်ဖြက်လှုပ်ရှားလျက်ဟိုဟိုဒီဒီရောက်နေသည်ကိုမြင့်သူနဲ့သူနဲ့မကြမီလက်ထံရတော်မီမင်္ဂလာပွဲကြီးသည်ကျက်တရေမင်္ဂလာအဖျားဖျားနေညီမကြီးကြဲခန်းနာလိုက်မီကိုပုံတရံပေါ်လာအောင်တွေးလိုက်မီသည်စိန်တွေကိုညွတ်နေလျက်အဖြူအဝါအပြာစသည့်အယောင်အဝါများဖြင့်ထိန်ထိန်လက်လက် ဝစ်စင်လာကြမည်အမျိုးသမီးများဤတန်တန်များကို၎င်းမြို့တော်ခမ်းမကြီးတကူလုံးပြူပြူပြပြထိန်ထိန်ကြီးနဲ့ရှိမည်လူစုလူဝေးကြီးဖြင့်ပြေရှံနေလျက်အုံအုံကြဲကြဲတိုင်းညိုက်စီကားမည်ပုံမိုက်ကဲကိုရောတနာပါဤသူကချစ်တာ ကိုကချစ်တာမှမဟုတ်ဘဲသူစိတ်ကိုသူတက်တာရပြူလိုက်သည်အိမ်ကအတင်းပေးစားလိုပါဆိုလိုက်ရင်ပြီးပါတယ် အလွယ်တကူတွေးထားပြီးဖြစ်သောအဖြေကိုဒီအတိုင်းပြောရန်ထမှန်အတည်ပြုလိုက်သည်ဟန်နီမွန်အတွင်းဘယ်ရက်ဒေသသို့ပြာရီစံခင်းကြီးထွက်ကြရန်စဉ်စားပြန်သည့်အခါ၌မော်တော်ကားပေါ်မှတွေးလာခဲ့သည့်အတိုင်းငပလီကန်းချီကို အတည်ပြုလိုက်သည်ပင်လယ်ဇက်သို့ဆင်း၍ရေကူးလိုက်ရေကူးပြီးမော်မော်ပန်ပန်ဖြင့်ကိုမြင့်သူရင်ကွင်းထဲ၌တရေတမီအိတ်ဆက်၍သို့သည်ကြည်နူးဝဲအတီးပြီးသော စိတ်ကူးဖြင့် ျော်ရွှင်ချမ်းမြေ့ရင်မူနေ gain ဆို၏အာယုံများသည်ထိုအကြောင်းများကိုကြာရှည်စွာမရင်မူနိုင်ချေသူ့အပေါ်၌ချင်းမြတ်တာပေါ်ပေါက်သောအရင်ရောင်များကိုမြင့်တူးထံမှမမြင်ဘူးသဖြင့်ယူပါမလားလူကြီးတွေစကားကိုနားထောင်ပါမလားဆိုသောအတွေ့ကအတိတ်တလန့်ဝင်ရောက်ချောင်းလန့်လိုက်သဖြင့်ရင်တလက်လက်ပိုးသွားသည်။သိုးသည့်ဂါထာမနဲ့တကူကိုမန်းမုတ်တကယ်တို့ပင်သူနှုံမ နောက်ထောင်မှလိမ့်မယ်နောက်ထောင်မှပါဟုတွတွတွရွတ်မန်းနေသည် အစိုးချံမှတလာသော အချိန်မှနေလုံးပျောက်သွားသော အချိန်ဖြစ်၏အစိုးသည်ဒေါ်ကျော်မီတို့နှင့်ကောင်းကောင်းစကားထိုင်မပြောနိုင်ရှာပဲထားလိုက်ထိုင်လိုက်အငိမ်မနေဖြစ်နေသည် မကြမီချောင်းဝါမှဟွန်းတန်ကြာရကခြံထဲသို့ကားပြန်လာသည်ဒေါ်ကျော်မီနှင့်အစိုးတို့သားမိဝန်သားအားရအနေအမပြိုင်တူထလိုက်ကြကာကိုမြင့်တူကိုစီချိုရင် အိမ်ဝါသို့ရောက်လာကြသည်အစိုးသည့်ကားထဲမှအမေကောင်းဝင်ယုံကြည်ဖြင့်ပြုံးရင်စင်လာသော ကိုမြင့်သူကိုမြင်လီမြင်ချင်း Congratulations ဟုဆိုလိုက်ပြီးလက်ဆွဲပြီးနှုတ်ဆက်ရင်သူ့လက်ကလေးကိုလမ်းဆန့်ပေးလိုက်သည်ကိုမြင့်သူသည် သူ့ရှိ၌ပေးရလျက်ကန်ထားသောအစိုးလက်ကလေးနှင့်အစိုးကိုကြည့်လိုက်သည်မခုတ်တရုတ်အကြီးနှင့် PDT မျက်နှာပေးကြောင့်အစိုးကိုလက်ဆွဲပြီးနှုတ်မဆက်ခြင်းပဲ သူစိတ်မှာတွန့်သွားသည် ကိုမြင့်တူသည်ခအံ့အံ့ဖြင့်မရေချင်းရေချင်းရေလိုက်သည်ဟဲ့ဟဲ့အစိုးရဲ့ကုကုတို့ချင်းချင်းလက်ဆွဲနှုတ်ဆက်စရာမလိုပါဘူးဟာညီမတွေပဲမှောက်ဘူးလားကိုမြင့်တူသည်ကျေးဇူးတင်ကြောင်းပြောပြီးပြန်ရင်လိုက်သည်အစိုးသည်ရှက်ရှက်ဖြင့်လူကြီးများရှိတွင်စံတန်တော်သောလက်ကလေးကိုသွေးမရှိသောမျက်နှာဖြင့်ပြန်ယူလိုက်ရသည်စိတ်နာကျင်သောဟန် လက်ကိုပြန်ယူလိုက်ရင်ကွန်မြင့်တူကိုကြည့်လိုက်တော့မျက်လုံးများမှာလက်ဆူးသွားသည်အစိုးရမူရကိုတွေ့လိုက်ကြတော့လူကြီးများအနေဒေါခင်များတင်မာမျက်နာပြတ်သွား၏အဝေးချုံနေတော့ကြောင်းမီတို့မှာမျက်နာမထားတတ်လောက်အောင်အာနာသွားကြသည်တော်တော်နှီးကောင်းပါတယ်နော်ကွန်မြင့်တူသည်အစိုးချင်းဤပြတ်သွားသည်ကိုရိပ်မိလျက်မတိကျအောင်ပြုကဒေါခင်များတစ်ကိုလှမ်း၍နှုတ်ဆက်လိုက်သည် ဒေါခင်မြောင်းသည်တည်ပြနေသောမျက်နှာကိုပြင်းလျက်ကြပြကြရပြုံးလိုက်သည်ကောင်းပါလေကွယ်ထိုအခါဦးဝေချိုသည်အစိုးကိုပြုံးစီစီလှမ်းကြည့်လျက်အခြေအနေကောင်းအောင်ဘာဘာထိထိထိန်လိုက်သည်စိုးအကိုဟာစိုးကိုစိတ်ဆိုးအောင်စာနေပြီဟဲ့ဒေါခင်မြောင်းသည်ရောဒေါ်ကျော်မီပါဦးဝေချိုကို ပြုံးကြည့်လိုက်ကြသည်လက်ဆွဲနှုတ်မဆက်ခြင်းနေပေါ့သူဟာတော်သားကြီးပဲခိစမရှိပါဘူး ဗိုးမကြီးစိတ်ကောက်ပြီဟေ။အဝိချိုဖာထေချက်ကိုတင်လိုက်တော့ကိုမြင့်သူက သူ့ဘာအစဉ်ပြေအောင်ဝင်ဖြေကစသည်လိုလိုပြောလိုက်ပြီးမှအိမ်ထဲသို့လမ်းဝင်လိုက်သည်။အစိုးရမျက်ဆောင်ဖြင့်နှုတ်ခမ်းဆုပြလိုက်သည်။အစိုးကိုကြည်လျက်တတော်တော်ရင်မောပြလိုက်ကြသည်။အဲ့ဒါပဲကြည်တော်များကြီး။သူတို့နှစ်ယောက်မို့တွေးလိုက်ရင်ငငယ်ကအတိုင်းပဲ။တော်ခင်များတစ်တို့သားမိအမျက်ပြေကြီးလဲအောင်တော်ကြော်မိကပါဝင်ရောက်ပြောဆိုပြီး ပင်သက်ကလေးမြင်ချပြီးရဲလေသည်ဒေါခင်များတည်သည်ချိုးပြီးမျက်နှာကြီးဖြင့်တဟဲဟဲရဲမောလိုက်တော်လဲရင်းနေကပါရွေးမဟုတ်ဖင်ရင်းနေ၌ခိုးလုံးခုလူကြီးဖြစ်နေတုံးပင်ဒေါတော်တူကြီးကိုနောက်ဆုံးမဲ့ယူဝစ်စားနဲ့မြင်ကျင်လုံးလို့ဒေါတော်တို့လာခဲ့တာမမီလိုက်ဘူးကွယ်ဒေါခင်များတည်သည်ကိုမြင့်တူကြီးဝီယုံကြီးကိုတိန်ကျုံကြီးကပြုံးရွေးပြောသည်မေမေ စိုးတလီဘုံဆက်ထားလျက်သားနဲ့တမင်သွားတာသိလားကိုကိုကကောင်းကိုမကောင်းဘူးစိုးဝမကြည်နဲ့တော့အသွင်ဖြင့်စိတ်ကောက်သလိုတိုင်တန်းလိုက်သည်ဟာတမင်သွားတာမဟုတ်ပါဘူးအစိုးရမမီမာစိုးလိုပါကိုမြင့်သူကမျက်နှာတီတီဖြင့်ပြန်၍ပြောသည်ဟုတ်ပါတယ်စိုးရင်စိုးအင်ကယ်ပေါ့သူလောလိုပါပြုံပြုံချင်းရက်နေတော့ဥဝေးချူပေါ်သို့ဒေါ်ကျော်မေကပုံချလိုက်သည်ကျွန်တော်အဝိစာလဲပါအောင်မင်း ကိုမြင့်သူသည်ဒေါခင်မြောက်အစ်ကိုခွင်တောင်းပြီးအိမ်မော်သူတယံလှေကားတစ်ကိုလှမ်းလိုက်သည်နှင့်တပြိုင်နက်အစိုးသည်ကိုမြင့်သူနောက်မှလန့်အော်ပြောလိုက်သည်ကိုကိုအဝတ်မလဲပါနဲ့အောင်စိုးကင်မရာယူလာခဲ့တယ်စိုးတက်ပုံရိုက်ချင်လို့ပါနေပါအောင်ဤတချီတွင် လူကြီးတွေမှာကိုမြင့်သူညင်းမှာဆိုကလမ်းရောစီခြင်းသောအကြည့်ဖြင့်လမ်းကြည့်လိုက်ကြသည် ကိုမြင့်သူမှာဤတကြိမ်ထက်ညင်နေကလူကြီးတွေရှိ၌ရမ်းရကြမည်ဆိုကားအေးအေးရိုက်ချင်ရိုက်ဆိုမှအားလုံးစိတ်ကောင်းသွားကြသည်ဆိုသည်အင်ကားယူလာသောကင်မရာကို ကားထဲမှသွားပြေးယူလေ၏မိများထိန်နေနေအောင်ထွန်ကကိုမြင့်သူကို အမေဝေယုံဖြင့်အဆိုးကဓာတ်ပုံရိုက်သည်တမင်ဆောင်ကန်တဲ့၌အဆိုးကင်မရာချိန်နေသောအကွက်ထဲ၌ထမြက်တီငိန်ခန့်ညာချော်မော်လာသည့် ကိုမြင့်သူ၏ဥပရိယုံမှာအစိုးမျက်စီထဲ၌ချက်တည်းရှိလာသောကြောင့်အာသာမပြေနိုင်သော မျက်စီဖြင့် ကြည်မဝနိုင်အောင်ဖြစ်နေသည်ကင်မရာချိန်နေပုံမှာတော်တော်နေမပြီးနိုင် ကိုမြင့်သူကလန့်ပြောသည်မြင်မြန်လို့ပါဆိုရဒီဝိကြီးနဲ့စိတ်အိုက်လွန်းလို့ဟာအစိုးဒီဒီတစ်ချက်တွင်သူနိုင်မည်ဟုဆိုသောမျက်နှာပေးဖြင့်ကတ်တီတီလေးဆိုလိုက်သည်မလုံးနဲ့နော်အသက်မရှူနဲ့ညင်ညင်နေ ဆိုသည် ပြောပြီးရိုက်မလို့လို့ဟန်ဖြင့်မရိုက်ဘဲကိုလေးကိုတိမ်တိမ်နှုတ်ခါအတော်မတန်ရဲနေသည်။အော်ရိုက်ပါဆိုရဲနေပြန်ပြီ။အစိုးကပို၍ရဲလေသည်။ကိုမြင့်သူမှာတိုက်နေရန်ပင်နာနိုင်ရဲလျက်ချွေးပြန်ကစိတ်ညစ်တမ်းပြန်လှမ်းပြောသည်။ကဲရိုက်လေ။ရိုက်ပြီရိုက်ပြီ။ပြုံးလေကိုကိုပြုံးကြမအောင်ဟာ။အိုးပြုံးပါဆိုပြုံးမရိုက်မယ်။ ိုကိုဓာတ်ပုံရှိမှတမင်ပြုံးပြီးတော့ဘယ်တော့မှမရိုက်ဘူးတမင်စာကန်ဝါနိုင်ရဲကြီးနေကြသောဒေါ်ကျော်မင်းနှင့်ဒေါ်ခင်မြတ်တို့တို့သည်ရဲကြလေသည်ဟုတ်သားပဲဆိုရဲ့ဒီတိုင်းရိုက်ပါဒေါ်ခင်မြတ်တိကလမ်းပြောလိုက်သည်ကဲရိုက်ပြီသိုးသည်ကြာကြာနာနာချိန်ပြီးမိဖွင့်ကခလုတ်ဆွဲလိုက်သည် ကိုမြင့်တို့သည်တပင်းကြီးချလျက်ရှေ့လမ်းမြေအလုံးနောက်တစ်ပုံနောက်တစ်ပုံဟုဆိုကလန်အော်ပြောပြန်၏ ကိုမြင့်တူးသည်နယံ၌ပြန်ကပ်ပြီးနောက်တစ်ပုံရရပြန်သည်။ကဲပြီးပြီကိုကို ကိုကိုပွဲယူတဲ့အထိမ်မန်းနဲ့စိုးလည်းပြန်ရိုက်ပေးပါအောင်။စိုးသည့်လေထဲ၌ပြန်သွားသောနှက်ကလေးကဲ့သို့ပင်ကိုမြင့်တူးနာသို့တဟုံထိုးပြေး၍သွားကာကင်မရာလှမ်းပေးလိုက်သည်။ကိုမြင့်တူးသည်စိတ်ရှုပ်သွားလျက်လူကြီးတွေရှိ၍စိတ်ရှုပ်ခြင်းကိုမဖော်ပြဘဲကင်မရာကိုလှမ်းယူလိုက်ရသည်။အစိုးသည့်နယံနှင့်ကဲ့ရလိုက်သည်။ ိုမြင့်သူကချိန်လိုက်ရ၌နေုံကိုကိုဟုဆိုလျက်ကိုလုံးနှင့်အတိတိုင်းချုပ်ထားသော သူ့ကိုလေး၌ကပ်နေသည့်နိုင်လွန်အင်ဂျီကိုဟိုဆွဲချဒီဆွဲချလုံလိုက်၍အထက်ပိုင်းမှ အသားဆိုင် အသားကဲတို့မှဗယံပရာလှုပ်ခါသွားကြသည်ထို့နောက်သူ့မျက်နှာကိုခန့်ညူညူကလေးတမင်လုံး၍ပြုံးထားသည်အဆိုးသည်ရဲလာ၏အဆိုး၌ရှက်ရမယ်ကြောက်ရမယ်မသိသောစိတ်မှ အမေမွေးကလေးကပါလာသည့်အတိုင်းပင်ဆိုးရွားလာပေသည် မြမယဉ်ကျေးမှုကိုနည်းနည်းမှကယူဆိုင်သူမဟုတ်သဖြင့်နည်းနည်းပြောင်းတိုက်ခါလွန်လွန်ကျွန်ကျွန်ရဲတင်းနေသည်ဓာတ်ပုံရိုက်ခန်းသည်အစိုးပြုတ်လုံနေသောဟန်ပန်တို့သည်တရားလွန်နေသည့်အတွက်ဒေါခင်များသည်ပင်မျက်နှာထားရခက်သွားသည်အစိုးမှာဓာတ်ပုံရိုက်နေသည်ပင် မတင်ကိုမြင့်သူကိုဆွဲဆောင်ရန်အတက်နိုင်ဆုံးညှို့နေတကယ်တို့ပင် သူစိတ်၌အာထုံနေမိသည်ကိုမြင့်သူသည်အစိုးရိမ်အင်ဒရီမဲစွာ မလုံးပြနေသောမူယာဟန်ပန်အဆူဆူကိုနှစ်သက်ခြင်းမရှိဘဲယွန်းလေအဆိုးအားအယူအပေါ်မှာတယောက်လိုပင်သဘောထားလေသည်အဆိုးကမူယာပုံတံအမျိုးမျိုးဖြင့်အကြိမ်ကြိမ်ရိုက်ခိုင်းသည့်အတိုင်းရိုက်ပေးလိုက်သည်ဓပုံရိုက်ပြီးကိုမြင့်သူအပေါ်ရက်တက်၍အဝတ်သွားလေသည်မှာတော်တော်နှင်းပြန်စင်းမလားကြည်ကုကုရေပြန်တော့မယ်အိမ်အောင်ထိုင်မှာအဆိုးတန်ကြရမှာပင်ပြန်စင်းလာခဲ့သည်ကာမထွက်မီ အစိုးကကိုကိုစိုးကိုတခုခုကြွေးရမယ်နော် ဟုပြောသည်အေးအေးကောင်းချင်းမောင်းနဲ့ငားကြော်နဲ့ကြွေးမယ်ကားပေါ်မှာအစိုးကနှုတ်ခမ်းဆူပြသွားသည်ထိုနေ့ညညစာစားတော့ပြီးအိမ်မော်တက်သူတက်ကြသောအကာနိုင်ကိုမြင်သူသည် သူ့အကန့်သူမဝင်ပဲသူပြောရန်စကားရှိသည့်အတွက်ဦးအေးချိုတို့အကန့်နေသူဝင်လိုက်သွားသည်ဦးအေးချိုသည်ဂရင်ပင်ရှိ ပလက်ကလထိုင်ပေါ်၌ထိုင်ချလိုက်သည် ဒေါ်ကျော်မီကဂရင်ပေါ်၌ကြောဆန်လိုက်သည်ကိုမြင့်ထူးသည်ဂရင်ချေရင်၌ရက်လျက်သူ့မိမိကိုပြုံးကြည့်သည်တာပန်းလာတာအိတ်တော်လီကိုမြင့်ထူးသည်ဂရင်ကိုကိုင်းရင်ဒေါ်ကျော်မီချေရင်ပင်၌အသာထိုင်ချလိုက်သည် သူပြောရမည်စကားကြောင့်မျက်နှာလေးပူသလိုလိုရင်လေးတုန်သလိုလိုပြောရန်ခက်နေသည်ဖေဖေနဲ့မေမေကိုကျွန်တော်ဒီနေ့ညစကားတခုပြောချင်လို့ပါ။ဦးအင်းချိုသည်ဖန်ရန်ဆွဲယူလိုက်သောအဆောက်ကို ဖွင့်မိပြုပြီးမှမဖွင့်သေးပဲလမ်းမော်ကြည့်သည်။ဘာများလဲတားရင်တော်ကြုံမီသည်တားဤမျက်နှာကို အကဲခတ်ခါပြုံး၍မေးလေသည်။ကိုမြင့်တူးသည်ယဉ်ပေါ်ပေါ်ဖြစ်လျက်အရေးကြီးသော ကိစ္စကြီးတည်းရဲ့ထုတ်ဖော်ရတော်မည်ဟူသောခံစားချက်ကလွှမ်းခြုံထားသည်။ကျွန်တော်တို့အိမ်တော်ပဲတွေ့ထားပါပြီဖြစ်ပြီ။ဟေးဦးချိုသည်ပါဇက်အဟောင်းသားဖြင့်ကြက်သေးသေးနေသည် တော်ကြောမီသည်လျှောက်မှဇက်ကနေကုံထားလိုက်သည် သူ့လက်မရင်ပေါ်သို့ဖိပြီးသားဖြစ်လျက်မျက်စိမျက်နှာပြက်ပြက်ဖြင့်ရောင်ရမ်းတာဆိုနေသည်ဖျားကြီးကိုမြင့်ထူးသည်ချိုသာတိမ်မွေးစွာပြုံးလိုက်သည် သူကသာပြုံးလျက်မိဘနှုံးမှသူ့လိုဘသူမှလိုက်မပြုံးကြသည့်အပြင် မျက်လုံးမျက်စံပြုံးနေကြသဖြင့်ကိုမြင့်ထူးမှပြောရခက်သွားသည်မပြောရလည်းမပြေးခြင်းအတွက်ကြောင့်စူးစမ်းပြီးဆက်၍ပြောရသည် ကျွန်တော်တွေ့ထားတဲ့အိမ်အောင်ဘက်ဟာဖေဖေတို့မေမေတို့နှစ်သက်ချင်းနဲ့မိကောင်းဖခင်အမျိုးသမီးလေးဖြစ်ပါတယ်ကျွန်တော်အစားပြောမလို့ပဲဒါပေမဲ့ကျွန်တော်ဘွဲယူတဲ့နေမှာပြောချင်တဲ့အတွက်မပြောဘဲနေတာပါဘဲရလေဘဲသူလေဘေကဟာလေမလုပ်တလင်အွေးချိုနေတော်ကြောင့်မေတို့တယောက်တစ်ပေါက်ပြိုင်တူမေးလိုက်ကြသောအတန်တွေမှာဘသူကိုအရင်ဖြေ၍ဘသူအတန်နာထောင်ရမှန်းမသိအောင်ပင်ရှုပ်ထွေးသွားသည် အခု အလောက်ကတော့ရုံးမရုံးစေးမလေးလုံနေပါတယ်။ဒေါ်ကျော်မေးသည်ကိုမြင့်သူစကားမစုံမီပင် ကိုမြင့်သူ၏ပကုံးကိုလှမ်းဖက်လိုက်ခါတားရဲ့တားရဲ့ဖြစ်မှဖြစ်ရလေချင်းဟုငိုတန်ပပဖြင့်ကဒုံကရင်ကြီးပြောနေသည်ရုံးစေးမလေးဟုကြာရကြကြတော်ကျော်မီမသူနာရဲသူတန်ချုံတစ်ခုနှင့်ထိုးသွင်းလိုက်တဲ့ကဲသို့ဆက်ဆက်တုံနာကျင်းသွားလေသည် နာကျင်ယုံသားမကသည်ပင်မင်းကြီးကတော်တယောက်အနေဖြင့်ယုံစီမာလေးဟုကြားရချက်မှာငါးသိကြီးကိုဝါမိတကယ်တော့ပင်ရရဲ့ဆက်ဆက်နှံ့ညီကားသွားသည်အစိုးရထံမှပြည်သူပိုင်ငွေများကိုတိန်နှင့်တန်နှင့်ချင်းရဲ့တောက်တော့လေချင်းငား၍အရင်ဒီမာဒီကမြမြဆိုးနာမည်နှင့်တည်ထောင်ထားသောမြသုံးလုံး secret company ပိုင်ရှင်မာလေးနှင့်ယုံစီမာလေးတို့၏အခြေအနေတို့မှာမိုးနေမြေလောက်နှိုင်းရှင်၍မရနိုင်အောင် ကွာလှမ်းနေသည် မိမိတို့မှာတာအိုမိမပေးစားဖို့အားလုံးစီစဉ်ပြီးကုန်ပြီသားစကားတွေထက်ပြီးတော့မိမိမကြားပြစေနဲ့တော့သားတော်တော့သားဒေါ်ကျော်မေသည်ကိုမြင့်ထူးပခုံးမော်၌သူမျက်နှာကိုမောက်ကခေါင်းနှင်ခွေးလျက်ပြောဆိုနေသောအတန်များသည်ဆွေဆွေတုံနေသည်သားရဲ့ဖေဖေတို့မျက်နှာကိုအိုးမဲတော့မတော့ပါနဲ့ဦးအေးချိုသည်မျက်နှာကြီးပုတ်လျက်အပြင်ပန်းအပြင် အိမ်သူတွေမပြတ်နားထောင်နေရတော့လဲယုံစီမာလေးဟုကြားရချက်ကြောင့်အတွင်၌ဒေါ်တဘုံထားလျက်ရှိလိမ့်ပြီမိမပေးစားဖို့အားလုံးစီစဉ်တားပြီးပြီဆိုသည့်အတွက် ကိုမြင့်ထူးမှာရှေ့ဆက်၍မပြောနိုင်တော့အောင်အလွန်အမင်းအံ့ဩသွားသည်ဟုတ်ကဲ့ပါရှင်စာကြီးဆရာမကြီးကြောင်းနေကြုံမမလေးရေးသားထားတဲ့ရင်နှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း29အနေဖြင့် ဆက်လက်လို့ဖက်ပြနေခြင်းအားဤနေရာမှာခေတ္တရန်နာပြစီရှင်နာဆင်ပြီးခဲ့ကြသူနွေဦးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်တော်လန်နေတဲ့တွေ့တိုင်းမှာနွေဦးမိသားစုများအားလုံးဟာလည်းဘီအန်ဒရီအပေါင်းတို့မှကင်းဝေးလို့လုံခြုံကြလေးကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစီရှင်